အလုံးမဲမင်္ဂလာပါတစ်တော်အမိတ်ဆွေတွေအတွေ့ဆ ्याम နတော်လာပြည့်အတွေ့နော်ဟိုအစီအရင်လေးကိုတင်ပေးတာပါဒီနတော်လာပြည့်ကပြက်ကြိမ်မှာတော့ဒီဇင်ဘာလ၄ရက်လို့ဖော်ပြထားပေးမယ်တကယ်ကောင်းငင်ပေါ်မှာလဟာ နေနဲ့အဝေးဆုံးမှာရှိတဲ့ လပြည့်တဲ့အချိန်ကရက်ကဒသမလ9ရက်မနက်9နာရီနဲ့45မိနစ်မှာဖြစ်ပါတယ်။ဒါကြောင့်ဆရာမတို့တွေအဲ့ဒီမနက်9နာရီ45ကိုဥတည်ပြီးတော့မနက်9နာရီ30မိနစ်အဲ့ဒီကနေစပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲ့တော့ဆရာမအခုဒီအကြောင်းအရာလေးကိုပြောတဲ့နေရာမှာဆရာမဒီ TikTok ကသတ်မှတ်ထားတဲ့အချိန်တစ်ခုပြည့်သွားရင် မပြီးသေးဘူးဆိုရင်နောက်တစ်ခုထပ်တင်ပါမယ်เนาะဒီတစ်ခုပြင်နောက်တစ်ခုကိုဆက်ကြည့်သွားဖို့ကြိုပြီးတော့ပြောချင်ပါတယ်ဖျားရှင်ကိုလှူဒန်းရမယ်အလှူအနေနဲ့ကပြင်ဆင်ရမယ်အလှူအနေနဲ့ကစီထမင်းတပွဲကော်ဖီတက်ခွဲတောက်တော်ရေတက်ခွဲဖျောင်းတိုင်းเนาะ၃တိုင်းပြင်ဆင်မယ် မိမိရဲ့ညာဘက်မှာပန်းအဖြူအဖွင့်ရေအတွက်မလို့ပန်းဖြူပြင်ဆင်မယ်မိမိရဲ့ဘယ်ဘက်မှာတပြေပြင်ဆင်မယ်တပြေကိုတော့အာဆီယံတပြေရရင်ပိုကောင်းတယ်ဘာကြောင့်လဲဆိုတော့အနီရောင်လေးတွေပါစီချန်လို့ပါနော်အဲ့တော့ဆောင်ရွက်ရမှာကအဲ့ဒီလိုပြင်ဆင်ပြီးသွားလို့ရှိရင်တော့ဖျားရှိခိုး၅ပါးတီလာခံယူမယ်ပြီးရင်တော့ဖျားရှင်ရှိမှာခွင့်ပန်မှာဖြစ်ပါတယ်ခွင့်ပန်တဲ့နေရာမှာ ဘာခွင့်ပန်မှာလဲဆိုတော့မိမိဒိတ်ထံပြုတ်လို့ရမယ့်အကြောင်းအရာကိုခွင့်ပန်ရမှာဖြစ်ပါတယ်။ဤနေ့ရဲ့ဟာနရောလာပြည့်နေ့လဘခပြည့်သောနေ့ဖြစ်ပါ၏ဗျာ။ဤနေ့တွင်လာဤအရှိန်ဝါကောင်းမွန်သောကာလ၌တပြည့်တော်သည်ဒလီဘာဂါထာတော်နှင့်ဘဝတုတပ်ပမင်္ဂလာဂါထာတော်တို့ကိုပူဇော်မိဖြစ်ပါ၏ဗျာ။အဘုဇော်ခံချီးမြှင့်ပေးတော်မူပါအရှင်မြတ်ဗျာဆိုပြီးဖျားရှင်ရှိမှာခွင့်ပန်ပါမယ်။နော်ပြီးရင်တော့ နတ်မြတ်နာကောင်းတွေကိုဖိတ်ကြားပါမယ်။နတ်မြတ်နာကောင်းတွေကိုအသေးချာဖိတ်ကြားလို့ပြီးပြီဆိုတဲ့အခါမှာကြွရောက်လာတဲ့နတ်မြတ်နာကောင်းတွေနဲ့အတူတကွဖယားရှင်ကိုမိမိပြင်ဆင်ထားတဲ့ပြင်ဆင်မှုတွေကိုကတ်လှူဖို့ပူဇော်ဖို့ဖြစ်ပါတယ်။တတိထားဖို့လိုတာကစီတမင်းဆွန်ဖြစ်တဲ့အာယုံဆွန်၊ကော်ဖီဆွန်ဖြစ်တဲ့အာယုံဆွန်နဲ့တောက်တော်ရေချမ်းတွေကိုတော့ကတ်လှူလို့ရပါမယ်။ပန်းနေနဲ့ပြင်ဆင်ထားတဲ့ ညာဘက်မှာရှိတဲ့ပန်းအဖြူဘယ်ဘက်မှာရှိတဲ့တပြေနော်နောက်တစ်ခါအလင်းတိုင်၃ခုဒါတွေကိုတော့ဖះရှင်ကိုပူဇော်ရမှာဖြစ်ပါတယ်ဖះရှင်ဟာစွန်းခဲပဲဘောစင်တွေကို အလှခံပေမဲ့ပန်းတွေမီးတွေအလင်းတွေကိုအလှခံလေးမရှိပါဘူးအလှလည်းမခံပါဘူးဒါပေမဲ့မိမိရဲ့ကြည်ညိုတရာစိတ်နဲ့ဃာရဝရပူဇော်ခြင်းသာဖြစ်ပါတယ်ဒါဒါဝန်နားလည်ဖို့လိုပါတယ်ပြီးရင်တော့ဖះရှင်ရှိမှာ နော်ဖျားရှင်ကို ရှစ်ခေါ်ပြီး၅ပါးသီလခံယူပြီးမှသာနော်ဖျားရှင်ကိုခွင့်ပန်းမယ်ပြီးရင်နော်နှစ်ပင်မယ်ပြီးရင်မိမိပြင်ဆင်ထားတာတွေကိုကတ်ကတ်လှူမယ်ပူဆော်မယ်ပြီးရင်နော်ရှင်မြတ်စွာဘုရား တပည့်တော်သည်နတော်လာပြည့်လာပြည့်တော်အချိန်ကာလဖြစ်သည့်ယနေ့နန်နဲ့9:45ဦးဥတီလှရဲ့ဒန်လီဘာဂါထာတော်နဲ့ ဘဝတုတပ်ပမင်္ဂလာဂါထာတော်တို့ကိုစတင်၍ပူဇော်ပါမည်ဖျားဆိုပြီးတော့နမောတတ္တ၃ချိန်ရွပွားတရဆယ်ပြီးတဲ့နောက်မှာဓာလေးပါဂါထာတော်ကြီးကိုဗရင်းနဲ့ပူဇော်မယ်ဒါကတော့ဆရာမတို့ဟိုးလွန်ခဲ့တဲ့နှစ်နော်ရှင်းနှစ်များစွာကလေးကဆရာမညွန်ပြခဲ့တဲ့ဓာလေးပါဗရင်းဓာလေးပါဗရင်းမရှိလဲရတယ်အဲ့ဒီဒိဋ္ဌံဝင်မှုအတွက်တရားရှိလုံးဗရီးထဲမှာ28လုံးတစ်ချိန်နေရာလေးတတ်မှတ်လိုက် 28လုံးပြီးသွားရင်တစ်ချိန်နေရာတတ်မှတ်လိုက်28လုံးပြီးသွားရင်တစ်ချိန်နေရာတတ်မှတ်လိုက်ဒါဆိုလို့ရှိရင်တော့ delivery နဲ့အတူတူဖြစ်သွားပါပြီဟုတ်ပြီနော်ပူဆော်ရမှာက delivery ရှိတဲ့ပုံကိုယ်တွေကတော့ဈေးသားဖြစ်တဲ့အယောင်ရှင်းတဲ့ဘက်ကနေစပြီးပူဆော်มาဖြစ်တယ် delivery မဟုတ်ဘူးဆိုရင်တော့မိမိတို့အစဉ်ပြေရာနော်ဟိုပရီးကိုပူဆော်လို့ရပြီးတော့ဘဲကပဲဆဆဖြစ်ပါတယ်အဲ့တော့ပူဆော်ရမယ့်ပုံစံက နော်ခါထာတော်တွေကိုလည်းတင်ပေးပါမယ်နော်စက္ခုမစရမစိန်တော့မြို့ဓမ္မသာမီကောဘလူပေတော်ဗလာတော်ရတော်ဒေတုမေဝရန်လို့ဓာလေးပါခါထာတော်တစ်ချိန်ရွတ်ဆိုပြီးရင်ပရိတလုံးချပါမယ်အဲ့ဒီလိုနဲ့ပူဇော်သွားလိုက်တာနော်ခါထာဓာလေးပါခါထာတပုတ်ပြီးရင်ပရိတလုံးချပရိတလုံးချနဲ့ပူဇော်သွားလိုက်တာခုနကမှတ်သားထားတဲ့28လုံးပြီးတဲ့နေရာအမှတ်သားကိုရောက်ပြီဆိုရင် ဘောဓုတပ္ပမင်္ဂလာရခန္ဓုတပ္ပဒေဝတာတပ္ပဗုဒ္ဓနုဘာဝိနတရာသူခိဘွန်ဓုတေဆိုရက်နော်ဗုဒ္ဓဓမ္မတန်ခဆိုရက်ဂါထာ၃ပိုက်ကိုပူဇော်ရမှာဖြစ်ပါတယ်ဂါထာတော်တွေကိုလည်းတင်ပေးပါမယ်နော်အဲ့ဒီလိုပူဇော်သွားလိုက်တာနောက်28လောတည့်သွားလို့နော်မိမိအမှတ်သားလုပ်ထားတဲ့နေရာကိုရောက်ရင်လေအဲ့ဒီလိုပဲဘောဓုတပ္ပမင်္ဂလာဂါထာတော်၃ပိုက်ကိုပူဇော်မယ်အဲ့ဒီလိုနဲ့ပူဇော်သွားလိုက်တာ နောက်ဆုံးတော့ဘယ်ကိုရောက်သွားလဲဆိုတော့เนาะ100လုံးပရိပြည့်သွားပါမယ်အဲ့ဒီလိုပြည့်သွားတဲ့အခါဘဝတုတ္တပမင်္ဂလာဂါထာတော်ကြီးနဲ့ဆုံးသက်မယ်ဒါကြောင့်ဘဝတုတ္တပမင်္ဂလာဂါထာတော်ကြီးကို၄ချိန်ပူဇော်ဖြစ်လိမ့်မယ်တလေးပါဂါထာတော်ကိုတော့ပရိတ္တယရှစ်လုံးဖြစ်တဲ့အတွက်ကြောင့်108ကျိန်ပူဇော်ဖြစ်ပါလိမ့်မယ်။နော်အဲ့ဒီလိုပူဇော်ခြင်းဟာယနေ့ဟာအလွန်ထူးခြားတဲ့ဒီလပြည့်နေ့ဟာအလွန်ထူးခြားပါတယ်။နော်အလွန်ထူးခြားပါတယ်။ အဲအခုလာမယ်နရော်လာပြေဟာယောနီနတ်ခတ်ကြီးနဲ့စမ်းရှင်ပြီးပြေမှာဖြစ်တယ်လို့အဲ့ဒီအချိန်မှာ တနင်္လာချိုလာမင်းကြီးဟာပြိတ္တရာတီမှာ အုပ်အားနဲ့ရက်တီနေမှာဖြစ်ပါလေเนาะဒါကြောင့်တနင်္လာချိုရဲ့စွမ်းအားအင်းအားတွေဟာ အမတန်ကြီးမားတဲ့ကာလဖြစ်လို့စိတ်ဝင်ပြတ်နှက်ခြင်းဆွဲဆောင်စည်ယုံခြင်းเนาะပွားများခြင်းအဆရှိတဲ့ကောင်းချိုးတွေကို ထင်ရှားစွာဖြစ်ပေါ်မဲ့နေရဖြစ်တယ်။ဒါကြောင့်ဂါရဝတရားအပြည့်နဲ့ဆောင်ရွက်ရမှာဖြစ်တယ်။အဲဒီလိုဆောင်ရွက်ပြီးလို့နော်ပရိသုံးပတ်ပူဇော်ရမှာဖြစ်ပါတယ်။ပရိသုံးပတ်တည်သွားပြီဆိုတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုရှင်မြတ်စွာဘုရားတပည့်တော်တိတလေးပါဂါတာတော်နဲ့ဘဝတုတ္တပမင်္ဂလာဂါတာတော်တို့ကိုပရိသုံးပတ်ပူဇော်ပြီးမြောက်ခဲ့ပါပြီဗျာ။ဤသော ဒလီဘာဂါတာတော်နဲ့ဘွားတို့တပ်ပမင်္ဂလာဂါတာတော်တို့ကိုတရားရှိလုံးပရိဖြင့်ပရိတပတ်ပရိသုံးပတ်ပူဇော်ပြီးမြောက်ခဲ့ပြီဖြစ်ပါတော့ကြောင်းကျွန်ုပ်နဲ့အတူတကွကြွရောက်၍ရောပွားတရစေပူဇော်နာကြားကြကုန်တော့တမရီမနဲ့မျက်နှာကောင်းနဲ့အပေါင်းရိယာတော်စင်တော်ကောင်းသူများလောက်အပေါင်းအဆောင်ရှောက်ပုဂ္ဂိုလ်ပုဂ္ဂိုလ်များအပေါင်းတို့ဒီလေဝမ်းမြဝမ်းသာရှိကြပါကုန်လို့ဆိုပြီးတော့အဲ့ဒီလိုအဆုံးတတ်ရမယ်ပြီးရင်တော့ မိမိပြုခဲ့တဲ့အရာတွေကို ပြန်ပြီးတော့အမျှဝေပေးရမှာဖြစ်ပါတယ်။အမျှဝေတဲ့နေရာမှာမိမိဖိတ်ကြားတဲ့ပုံကိုယ်တွေကိုပါပါဝင်အောင်အမျှဝေပေးရမှာဖြစ်တယ်လို့ပြီးရင်တော့မေတ္တာပို့ရမှာဖြစ်တယ်။အဲ့ဒီနေရာမှာဆရာမတင်ထားပေးတယ်နော်မေတ္တာပို့တယ်ဆိုတာအဲ့ဒီမိမိအထိတ်ထန်တစ်ခုခု ဆောင်ရွက် ပေးသွားတဲ့အချိန်နော်ဆောင်ရွက်ပေးသွားတဲ့အချိန်အမျှဝေ အမျှဝေပြီးသွားတဲ့အချိန်မှာမေတ္တာပို့ခြင်းဟာ အလွန်ထရောက်ပါတယ်။ဘာကြောင့်လဲဆိုတော့မိမိဒိဋ္ဌံပြုလုပ်ထားတဲ့အတွက်ကုသိုလ်စိတ်နဲ့နေနေပါတယ်။အမျှပေးဝေတဲ့အတွက်သရတရားသရစိတ်တွေဖြစ်ပေါ်နေတဲ့အချိန်ဖြစ်ပါတယ်။နော်မိမိရဲ့စိတ်နှလုံးထဲမှာအေးချမ်းမီကြည်လင်တဲ့သရစိတ်တွေနဲ့ရှိနေတဲ့အချိန်မှာမေတ္တာပို့ခြင်းဟာအဖို့ခံရသောပုံကိုယ်တွေစီကိုဒါရိုက်လွယ်ကူစွာရောက်ရှိတယ်လို့အလွန်ထရောက်ပါတယ်။ ။ဒါကြောင့်အဲ့ဒီချိန်မှာမြတ်တာပို့ရင်တော့စိတ်แท้မှာမိမိနှုတ်ကထုတ်ပြီးပြောလိုက်တယ်။ကျမ်းမာကြပါစေဆိုရင်မိမိနဲ့ကိုချင်းစာပြီးကျမ်းမာဖို့စိတ်မွေးပါ။ချမ်းသာကြပါစေဆိုရင်လည်းမိမိနဲ့ကိုချင်းစာပြီးချမ်းသာကြဖို့စိတ်แท้မှာနှစ်ပါ။ပြောချင်တာကမြတ်တာပို့တဲ့အချိန်မှာမိမိရဲ့သားသမီးတွေကိုမိမိကချစ်တယ်လို့ ချက်လိုက်တာလို့သားသမီးကိုကြည့်ပြီးပြောတဲ့အချိန်မှာရင်ထဲမှာတကယ်ကိုနှစ်နှစ်ကာကာချက်ပြီးတော့ပြောလိုက်တာလေအဲအဲ့ဒီလိုပဲမေတ္တာပို့တဲ့အချိန်မှာလည်းပဲကျမ်းမာကြပါစေဆိုတာနှုတ်ကအဲ့ဒီဝေါ်ဟာရနဲ့အဲ့ဒီအတန်လေးထွက်ယုံမဟုတ်ပဲနဲ့တကယ်ကျမ်းမာဖို့တကယ်ချမ်းသာဖို့အဲ့ဒီလိုဥတီဆောင်ရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်အဲ့ဒီအဋိဌံဟာမေတ္တာပို့ပြီးရင်တော့ပြီးပါပြီ။နှက်ပို့ပါမယ်။ ဲ့ဒီလိုကိုယ့်တို့အစီအရင်ကိုသုံးရက်တိတိဇက်တိုက်ပြုတ်လောက်ပါမယ်ပြုတ်လောက်တဲ့နောက်ရက်တွေမှာတော့မိမိဆန္ဒအလျောက်မနဲ့စောစောစောင်ရွက်ရင်တော့ဒီစွန်းနှုတ်ဘာလို့ထဲ့လို့ရတယ်ဒါပေမဲ့နောက်ရက်တွေနောက်ရက်တွေမှာတော့ဖိအားမများပဲနဲ့ဒီဒလီဝါဂါထာတော်နဲ့ဘွားလူတပ်ပမင်္ဂလာဂါထာတော်ကြီးကိုပရိသုံးပတ်အဋိဋ္ဌံဖြစ်ဖို့သာအရေးကြီးပါတယ်ဒါကြောင့်ပထမ လပြည့်ရက်ကနေစပြီးရှင်တော်မြတ်ဖျားထမ်းမှာဂရိပြုပါအရှင်မြတ်ဖျားတပည့်တော်သည်ဤလပြည့်မှာစ၍သုံးရွက်တိတိဤအဋိဋ္ဌံအာဝင်ရောက်ပါမည်ဖျားလို့အဋိဋ္ဌံပြုသွားပါဒီအဋိဋ္ဌံပြုလို့ပြီးအောင်မြင်သွားတဲ့နောက်မှာတော့ပြုလို့သူရဲ့ရှင်နဲ့နှလုံးထဲမှာအေးချမ်းသာယာပြီးကောင်းသောအောင်မြင်မှုများပြည့်စုံခြင်းဖြစ်ကြပါစေ